ပရိသတ်များရှင်မီဆူဘီရှိကားထုတ်လုပ်ရေးလုပ်ငန်းခွဲရဲ့အောင်မြင်မှုတွေရှိတဲ့အထက်မှာပါတဲ့ကအစင်လာလဲကောင်းတဲ့ကမြမအကြိုက်ကားကောင်းကြီးတစ်ခုကိုပြောပါဆိုရင်တော့မီဆူဘီရှိပါဂျေရိုအကြောင်းကလည်းမပါမဖြစ်တဲ့ကားပါပဲ1987အောက်တိုဘာမှာလုပ်ခဲ့တဲ့တိုတိုမော်တာရှိုးမှာစပြီးတော့မိတ်ဆက်ခဲ့ပါတယ်မိတ်ဆက်ပြီးတော့နောက်တစ်နှစ်အကြာဖြစ်တဲ့1982မှာဈေးကွက်တင်နိုင်ခဲ့ပါတယ်ဒီကားကိုစပြီးတော့မိတ်ဆက်ခဲ့တဲ့တိုတိုအော်တိုရှိုးမှာ တကားသုံးပေါက်ကင်းဘက်အမှုနဲ့ပုံစံကိုပြသခဲ့ပါဗျာ။ဒါပေမဲ့ကြောက်ချတဲ့အခါမှာတော့တကားငါးပေါက်တန်ပြအမှုနဲ့ SUV ကိုစတင်ရောက်ချခဲ့ပါဗျာ။ဒီပါဂျေရိုမှာမော်တော်နဲ့ချိုကန်းဆိုပြီးတော့နောက်ထပ်မျိုးကွဲနှစ်မျိုးလည်းထွက်ပါသေးတယ်။မျိုးကွဲတွေရှိပေမဲ့မြန်မာပြည်သက်ကတော့ပါဂျေရိုဆိုတဲ့ကားကိုပဲအဓိကနန်းစားအနေနဲ့သုံးကြပါဗျာ။ပြီးတော့အင်ဂျင်အနေနဲ့လည်းအရန်ကိုအမျိုးအစားစုံထုတ်ပေးထားတာကလည်းဒီကားတွေရဲ့အသာကျလို့တော့မှစိုးခြင်းစုံနိုင်ပါသေးတယ် ဓာတ်ဆီအင်ဂျင်ထဲမှာဆိုရင်တော့2.0လီတာ 4G63 i4 SOAC 2.6လီတာ 4G54 i4 MPFI 3.0လီတာ 6G72 ဘွေးစိ SOAC ဆိုပြီးတော့အင်ဂျင်အမျိုးအစား၃ခုဒီဇယ်အင်ဂျင်ထဲမှာတော့2.3လီတာ 45i4 နဲ့2.5လီတာ 45i4 ဆိုတဲ့အင်ဂျင်နှမျိုးကိုထုတ်ပါရယ်စထုတ်တဲ့1981ကနေ ီကနေ့အထိမျိုးဆက်40အထိရောက်လာပြီးတော့အစည်းရေ9တန်းလောက်ရောင်းပြီးပါပြီ။ဂျန်နရေရှင်1980-1990အတိက SUV ဖြစ်ဖို့အတွက် Mitsubishi က suspension system, steering system နဲ့အတွင်းထိုင်ကုန်တွေကိုတည်တည်တတ်တာညီညာမှုရှိအောင်လုပ်တက်ဆင်ခဲ့ပါတယ် first generation ရဲ့တကား၃ပေါက်မော်ဒယ်ကဂျပန်မှာအစည်းအဝေးနည်းနည်းပဲရောင်းခဲ့ရလို့တိတ်အောင်မြင်မှုမရှိတဲ့မျိုးဆက်ပဲဖြစ်ပါတယ်။ဒီမျိုးဆက်ကိုဝယ်တဲ့သူအများစုကတော့တကား၅ပေါက်ဒေါက်ဆက်ဆက်ရှီမီဂျီနဲ့အမျိုးအစားကိုသာဝယ်ယူခဲ့ကြပါတယ်။88မော်ဒယ်ကိုထုတ်တဲ့အချိန်မှာတော့နောက်ထပ် engine တစ်မျိုးကို option နဲ့အဖြစ်နဲ့ပြောင်းလဲတက်ဆင်ပေးပါတယ်။3.0 liter SOAC V6 အမျိုးအစား44 intercooler တိုက်တယ်ပဲဖြစ်ပါတယ်။ စီပိုးစနစ်ကိုလည်း EFI စနစ်တွေတက်ဆင်နိုင်ပါသေးတယ်။ Second generation 1997-1999ဒီဒုတိယမျိုးဆက်မှာတော့အများကြီးအပြောင်းလဲလုပ်ထားတဲ့အတွင်း grade တွေအင်ဂျင်တွေအပြင်မှာဈေးကွက်နေရာအများကြီးမှာထုတ်လုပ်ရောင်းချခဲ့တဲ့အတွက်ကမ္ဘာအနှံ့တွင်မြင်နိုင်ပါတယ်။ ECI အမျိုးသားစီပိုးစနစ်နဲ့ပွဲထုတ်လာခဲ့ပြီးတော့ဒီဇယ်အမျိုးသားကိုတော့လူတွေပိုကြိုက်ကြပါတယ်။ဓာတ်ဆီအမျိုးသားတွေမှာတော့3.0လီတာ City 72ဝေစစ်ကလူကြိုက်များပြီးတော့ဒီဇယ်မှာတော့2.8လီတာ 4M40 i4 ကလူကြိုက်များပါတယ်။ဒီကားတွေကတော့မြန်မာပြည်ကစီးကွက်မှာလူယုံ T-Pack V46 ဆိုပြီးတော့လွယ်လွယ်ကူကူခေါ်ကြပါတယ်။ Gear အနေနဲ့ကတော့ Manual ၅ချက်ကိုဖိုးဖိုးနဲ့တွဲလာလေးရှိပြီးတော့ Auto အနေနဲ့ကတော့ Gear ၄ချက်ပဲရှိပါတယ်။ Grade အနေနဲ့ကတော့ဓာတ်ဆီထဲမှာ VSVR Super AC ဆိုပြီးတော့အဓိကကွဲပေမဲ့ အထက်ကကားရဲ့လောင်းပေါ်ရီ3 door ဆိုပြီးတော့လဲကြည့်ပြီးတော့ခွဲကြပါသေးတယ်။ဒီဇယ်မှာတော့ HS, HR, HB, HN, HG, HE နဲ့ AC ဆိုပြီးတော့ grade တွေရှိပါတယ်။ chassis အနေနဲ့ဒီဇယ်မှာတော့ V24W, SV24W, V44W, V44WG, V46 ဆိုပြီးတော့ခွဲတယ်လို့ဓာတ်စီမှာတော့ E, V23C, V23W V43W ဆိုပြီးတော့ဒုတိယမျိုးစက်မှာခွဲထားပါဗျ။ Third Generation 1999-2000ဒီတတိယမျိုးစက်မှာတော့လုံးဝကွဲပြားသွားတာက Unibody ဖြစ်သွားတာပါပဲ။ဟိုးရင်မျိုးဆက် SUV တွေက frame တန်းပေါ်မှာအထိခံတိဆောက်ပြီးတော့ထုတ်လုပ်ခဲ့ပြီမဲ့လေ။ဒီမျိုးဆက်မှာတော့အလုံးဆက်ဆက်မှုရှိတဲ့တစ်လက်တဲ့ Unibody ဖြစ်အောင်လို့ထုတ်လိုက်ပါဗျ။ တက်စီအမျိုးအစားမှာထူးထူးခြားခြားပြောင်းလဲသွားတာကတော့ခေတ္တကဆိုလိုက် direct injection GDI လို့ခေါ်တဲ့စီးပိုးစနစ်ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။ထူးခြားတာကတော့ GDI စနစ်မှာ engine power ကထူးထူးခြားခြားကိုတက်လာပါတယ်။တက်စီတွင်ပြောင်းလာလားဆိုတော့လည်းမဟုတ်ပါဘူး။ဒီဇယ်မှာလည်း DID ဆိုတဲ့စနစ်အစ်စ်ကိုအစားထိုးပြီးတော့ထည့်သွင်းပါတယ်။ပြီးတော့ကားအလုံးက 4-wheel drive 2လို့ခေါ်တဲ့4-4 SUV တွေဖြစ်သွားပါတယ်။ ဓာတ်ဆီအင်ဂျင်မှာတော့3.5လီတာ City 74 VC GDI ကအသုံးများပြီးတော့ဒီဇယ်မှာတော့3.2လီတာ 4M41i4 DID ကပုံမပြီးတော့လူကြိုက်များပါတယ်။ Chassis နဲ့ grade တွေကတော့ဓာတ်ဆီမှာ ZR ဆို D8 V75W AC ဆို D8 V65W Super AC ဆိုရင် D8 V75W ဒီဇယ်ချက်စစ်ကတော့ ZR AC ဆို KA-V78W စူပါအေးစီးဆိုရင် KA-V68W နဲ့လာလေးရှိပါတယ်20 Anniversary Premier Package အထူးထုတ်တစ်မျိုးကတော့ LA-V73W ဒါမှမဟုတ် TA-V75W နဲ့လာပါတယ် Fourth Generation 2006 Prison ပြည်သူများရှင်လက်ရှိအချိန်ထိထုတ်လုပ်နေတဲ့သရုပ်ထမျိုးဆက်မှာတော့တတိယမျိုးဆက်ရဲ့အချိုးဆက်တွေကိုအနှဲငယ်ပြပြအောင်လို့ပြုပြင်ပြီးတော့ပွဲထုတ်လာတာပါ အဓိက safety ဘိုင်းကိုပုံမအသာပေးထားတဲ့ SUV ဖြစ်တဲ့ပွဲထုတ်လာခဲ့တဲ့အတွက် official offer တွေအတွက်တော့ထူးထူးခြားခြားအဝယ်များခဲ့တဲ့ အမျိုးအစားက Pari Motor ချိုးမှာအဝယ်ခံခဲ့ပါတယ်။အင်ဂျင်ပိုင်းအပြောင်းလဲသိမ်းမရှိခဲ့ပေမဲ့ SRR driver airbag, Q10 airbag, ASTC, BD, CRD, DPF, MI ဘွေးစီတို့လိုမြပြရှုပ်ထွေးတဲ့စနစ်တွေထပ်ပေါင်းထည့်ခဲ့ပါသေးတယ်။ Chassis အနေနဲ့ကတော့ဓာတ်ဆီဆို CBA V83W V87W, V97W, V93W တွေဖြစ်ကြပြီးတော့ဒီဇယ်ကတော့ ATC, V88HW, V98W အနေနဲ့သာလာလေးရှိပါတယ်။2010နောက်ပိုင်းမှာတော့ Rock Force Sound System ကိုထည့်သွင်းခဲ့ပြီးတော့2012မော်ဒယ်မှာတော့ကားပေါ်ရီဒီဇိုင်းကိုအနည်းငယ်ပြုပြင်ခဲ့ပြီး suspension စနစ်တွေကိုအထူးကောင်းမွန်အောင်ပြုပြင်ခဲ့ပါတယ်။2015မော်ဒယ်မှာတော့ LED shape ဘဲမီးကြီးတွေနဲ့အတွင်းကအပြင်စင်တွေကိုအထူးပြုပြင်ခဲ့ပါတယ်။ 2015မှာတော့2.8လီတာ4စီလင်နာတာဘိုဒီဇယ်နဲ့3.2လီတာ4စီလင်နာတာဘိုဒီဇယ်အင်ဂျင်တွေကိုပါထုတ်လုပ်ထားတာလည်းဖြစ်ပါရဲ့ရှင်။မော်တော်ယာဉ်မော်တော်ကားနဲ့ပတ်သက်တဲ့ဒီအတွင်းနဲ့နိုင်ငံကာသတင်းတွေသတင်းဆောင်မတွေမော်တော်ယာဉ်နဲ့ပတ်သက်တဲ့သမိုင်းကြောင်းတွေပြင်ဗဟုသုတတွေကိုကျမတို့ရဲ့ AutoNet Automobiles News Agency ကနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါရဲ့ရှင်။ Autonet Automobile News Agency ကပုံမှန်တင်ဆက်ပေးနေတဲ့ရုပ်သံအစီအစဉ်တွေကို Facebook, YouTube Channel ပြင် TikTok မှာလည်းဝင်ရောက်ကြည့်ရှုနိုင်တဲ့အကြောင်းသတင်းကောင်းပါအပ်ပါရရှင်။